ဆမ်မဆမွန်ကိုမုံတယ်ဆမ်မဆမွန်ဆိုတာအလကားကြီးဗျခင်ဗျားတို့သူစာတွေတော့မဖက်ပါနဲ့အလကားဟာဒီကျွန်တော်တို့အရက်မူမူနဲ့သူစာတွေဖက်ပြီးမျက်ရည်ကျရတယ်ကျွန်တော်နှလုံးသားကိုလာလာ ဆုပ်ချေပစ်လိုက်တယ်လို့ပဲဘယ်တော့မှမဖက်လေနဲ့ဖက်ခဲ့ဘူးလေဆိုရင်တော့တတိပြတ်မရမိအောင်ကြိုးစားပါခင်ဗျားခြေတစ်ဖက်စာနေတဲ့ဖိလစ်ဆိုတဲ့ကောင်လေးဖြစ်သွားလိမ့်မယ် လေလွင့်နေတဲ့မိမတရားကိုကိုးကွယ်မိတဲ့ကောင်လေးတယောက်ဖြစ်သွားလိမ့်မယ်။ကျွန်တော်တော့မဖတ်တော့ဘူး။ဒါပေမဲ့ကျွန်တော်ခုပြောချင်နေတာကအဲ့ဒီလူနောင်ဂျူးဆိုတဲ့ကန်နဝင်ပုတ်အုပ်ကြီးမဟုတ်ဘူး။ခတ်တူတူလေးနဲ့ထိရှားသွားစေတဲ့ဝတ္ထုတူလေးတပုတ်ပြ။ The end conqua ဆိုတဲ့ဝတ္ထု။ဒီချာတော့မမှတ်မိတော့ဘူး။ကျွန်တော်မှတ်ဉာဏ်နဲ့ပေါ်လာသလောက်ပြန်ပြောကြည့်မယ်ဗျာ။ ဇက်အင်တီထားတဲ့နေရာကဒုတိယကမ္ဘာစစ်နောက်ခံကာလပြင်သစ်ပြီမှာပေါ့ပြင်သစ်တတိုင်းပြည်လုံးအဲ့ဒီအချိန်ကဂျာမန်တွေရဲ့ကျူးကျော်မှုခံထားရတဲ့အချိန်ကိုအဖွင့်ဆက်ဝင်ခံကဘယ်လိုလဲဆိုတော့မူးမူးယူးယူးနဲ့ရှောက်သွားကြရင်ဂျာမန်စစ်သားတစုဟာပြင်သစ်ခြေလက်ကရာတော့အိမ်လေးတစ်ခုစီရောက်သွားကြတယ်သူတို့အဲ့ဒီအိမ်လေးထဲဝင်သွားကြတော့ရေတောင်းတတ်ဖို့လားမသိဘူး အင်ရှင်ဘူကြီးဘွားကြီးလက်မယားနဲ့တွေ့တယ်။သူတို့ကိုလိုလားဟန်မပြတဲ့အပြင်မနစ်မြို့တဲ့မျက်နှာအမူအရာတွေနဲ့ဆက်ဆံလာတယ်။အဲ့ဒီချိန်မှာအောင်နိုင်သူဂျာမန်ဆိုတဲ့စိတ်ကြီးကလည်းဝင်အရက်ကလည်းအတော်မူးနေကြတဲ့ hands နဲ့သူ့အဖော်စစ်သားတို့ဟာရတော့ပိုင်ရှင်ဘူကြီးနဲ့အချင်းများကြရောဆိုပါတော့အဲ့ဒီမှာဘာသာတွေ့လဲဆိုတော့သူတို့ကိုအင်မတန်ယုံရှာဆက်စုပ်တဲ့ဟန်နဲ့ အခမ်းဘဝကနေကြီးနေတဲ့ပြင်သစ်တော်သူမလေးတယောက်ပြမူကမူသွေးကလည်းကြွနေတဲ့ hands တယောက်အဖိုးကြီးကိုလက်သေးနဲ့ပိတ်ချိုးပစ်လိုက်ပြီးသူ့အဖော်စစ်သားကိုမင်းဒီအဖိုးယူညင်အောင်ခြင်ထားလိုက်စမ်းလို့လှမ်းပြောရင်သူတို့ရဲ့သမီးပြင်သစ်မလေးကိုအခမ်းတကားပိတ်ပြီးအထမပြုကျင်နေတာလေအဖွင့်ဆက်ဝင်ခန်းကဒါပဲခမရူစိတ်ထဲမှာ hands ဆိုတဲ့ဂျာမန်စစ်သားကိုမုံမိပေါ့ မျက်စိတွေလည်းမြင်ရောင်လာမယ်။တန်ခမောက်အောက်ကနှာခေါင်းကောက်ကောက်ကောက်ကျစ်တဲ့မျက်လုံးနဲ့ရင်ဘတ်မှာစူရတန်ဆက်ကြတစိုက်တဲ့ယူနီဖောင်းနဲ့လူရုပ်မှာဂျမန်စစ်သားတကယ်တမ်းတော့မဟုတ်ဘူးရဲ့အဲ့ဒီလိုအဖြစ်ပြက်တွေ ဖြစ်ပြီး နောက်တည့်ရက်မှာ နောက်ရက်တစ်ခုမှာ hands rig အောင်အဲ့ဒီရာတော်လေးကိုပြန်ရောက်လာပြန်တယ် တုံလှုပ်ကြောက်ရွံ့ပါတဲ့မျက်လုံးပြပြရွှေရောင်စပင်တူတူနဲ့ယင်ကြီးတဲ့ဂျာမန်လေးတယောက်ကလာတောင်းပန်နေတယ်။ကျွန်တော်မှားပါတယ်ဗျာ။အရက်တည်းအလွန်ချုံမှုနေကြတော့ဘာလုပ်ခဲ့မိမှမသိပါဘူး။ကျွန်တော်မိကောင်းဖခင်သားသမီးပါဗျာတဲ့။ဖွားကြီးကကြောက်စိတ်မပြေသေးတဲ့မျက်နှာနဲ့သူ့ကိုငေးချောင်ကြည့်နေတယ်လို့ဖူကြီးကတော့အန်တင်းတင်းကြိတ်လို့ဝေးကိုငေးနေတယ်ပေါ့။သူတို့သမီးပြင်သစ်ကြီးတော်သူလေးခမညွန့်ခဲ့ရပြီမဟုတ်လား။ လွယ်လွယ်နဲ့ခွင့်လွှတ်ရတဲ့ကိစ္စလားဗျာအဲ့ဒီနေရာဘာစကားမှမဆိုပြခဲ့ကြဘူးနောက်နေ့တွေမှာလဲဂျာမန်စစ်သားလေးဟန်စ်အဲ့ဒီရာတော်လေးစီထက်ရောက်လာပြန်တယ်နောက်ထပ်တစ်ရက်နောက်ထပ်တစ်နေ့စစ်ကြီးအတွင်ရှားပါငတ်မှုကြတဲ့ကာလာကြီးဆိုတော့တက်ကရလာတဲ့ရရှင်တွေကဝက်ပေါင်းချောက်ကလေးဝိုင်ပလင်းလေးတွေဦးနဲ့တတော်တို့အတွက်ပါခင်ဗျာဆိုပြီးယူယူလာပြီး စကားစမိတွေပြောရတော့အင်းတွေကလုပ်ငန်းဆောင်တာလေးတွေကူပေးနဲ့အချိန်တွေကြာစားပြူလာတဲ့တနေ့မှာအမေအိုကြီးကသူ့ကိုစကားခေါ်ပြောတယ်ဒီမဲ့မောင်ရင်းလေးခုအတော့သမီးအဲ့နဲ့တယောက်မင်းကိုဝင်ကိုလွယ်ထားရပြီကွဲတဲ့ခက်လန်းလန်းမှာအိမ်မှုကိစ္စတွေလုပ်နေတဲ့ပြင်သစ်မလေးကိုလှမ်းကြည့်လိုက်တော့သူ့ကိုမျက်နှာလွယ်ထားရင်အန်တင်းတင်းကြိတ်လို့ နာကြီးနေဟန်လေးဖိုးကြီးကတော့တက်ပြင်းချရင်ခေါင်းကိုတွန်းတွန်းခါလို့ပေါ့အဲ့ဒီအချိန်မှာပဲ hands တယောက်ခန်းစားချက်တစ်ခုဖြစ်လာတယ်ပါယိုကြီးကြီးအယံမြင့်မြင့်ရွက်ချမ်းရေချိုလောက်ပဲရှိတဲ့ပြင်သစ်တော်သူလေးကိုသူအင်မတန်မြတ်တာသက်ဝင်စိတ်တွေဖြစ်သွားတယ်အဲ့ဒီကောင်မလေးသူ့ရင်သွေးလေးကိုမွေးပေးတော့မယ်သူဘွားဟာဂျာပါပဲဆိုရယ်စိတ်ချမ်းသာမှုတစ်ခုရလိုက်တယ် ဟန်စ်ပြောလိုက်တယ်။ကျွန်တော်ဦးနဲ့တတော်တို့သမီးကိုလက်ထပ်ချင်ပါတယ်။လက်ထပ်ပြီးရင်လည်းဒီရာတော်လေးမှပဲတေးတပန်သက်တဆုံနေသွားချင်ပါတယ်။ခွင့်ပြုပါခင်ဗျာတဲ့။နားမလည်တဲ့အကြီးနဲ့ကြီးနေတဲ့အဖိုးကြီးနဲ့ဖွားကြီးကို သူဘသူဆိုတာပြောပြလိုက်တယ်။သူဟာဂျာမန်ဆွေကြီးမျိုးကြီး။သူကောင်တယောက်ကနေဆင်းသက်လာတဲ့သူကောင်တယောက်ဖြစ်ကြောင်းဘာလင်တက်တို့မှာပညာသင်ကြားဆဲចောင်းသားတယောက်ဘွားကနေ စစ်ကြီးဖြစ်လာတော့မျိုးချစ်စိတ်ကြောင့်စစ်ထဲလိုက်လာတာဖြစ်တဲ့အကြောင်းသူမိဘတွေစီကိုစားတဆောင်ရေးပြီးသူလက်ထပ်တော်မယ်ဆိုတာအကြောင်းကြားမယ်ကျွဲဝါတဲ့မိဘတွေစီကဆက်မှုလေယာသုံးရန်တရားတွေဖြစ်တဲ့ထွန်ဆက်တွေပါတွေလှမ်းမာပြီးတက်ကထွက်စားတင်ဟရိယာတော်လေးမှအေးအတူပူအမြလေယာတွေထွန်ရက်ဆိုင်ပြူရင်နေထိုင်သွားတော့မယ်လို့ဆုံးဖြတ်လိုက်ပြီးဖြစ်ကြောင်းအစရှိသဖြင့်ပေါ့ တရက်မှာတော့အဲ့နဲ့တရက် hands ကိုပို့ပြီးစိတ်နာစရာ ဖြစ်ပျက်တစ်ခုဖြစ်လာသေးတယ်။ကျူးကျော်သူတွေကိုခုခံစစ်ဆင်နွှဲနေတဲ့သူချစ်သူပြင်သစ်ချောင်းစရာတော်လန်ရေးသမားလေးဟာတိုက်ပွဲမှာကြာဆုံးသွားပြီဖြစ်တဲ့အကြောင်းကျေနပ်ရောက်လာတာကိုအဲ့ဒီခံစားချက်ကို hands ကစာနာနားလဲပါတယ်။ဂျာမန်နေဘသူနဲ့စစ်ပြူနေတယ်ဆိုတာလေသူမစိတ်မဝင်စားတော့တာ။သူသိတာသူချစ်တဲ့ပြင်သစ်မလေးသူ့ရင်သွေးလေးကို အဲ့နဲ့တရားသူ့ကိုဘလို့နာကြီးစေပါစေတနေ့နေ့တော့သူ့ကိုခွင့်လွှတ်လာနိုင်မယ်လို့သူယုံကြည်တယ်လေဒီလိုနဲ့သူ့မူလအစီအစဉ်တက်ကိုထွက်စားတင်ဖို့အစီအစဉ်မိဘတွေစီအကြောင်းကြောင့်အဆရှိသဖြင့်လုပ်နေလိုက်တယ်ကမ္မလေးရဲ့ကိုဝင်ကလည်းတဖြည်းဖြည်းရင့်မာလာနေသလို hands နဲ့ရာတော်ကမိသားစုရဲ့ဆက်ဆံရေးကလည်းတန်ရောစင်တွေ့တာအစားပြုလာနေပြီသူချစ်တဲ့ပြင်သစ်မလေးကလည်းခုဆိုသူ့ကိုအရင်လိုမုံတိတာမျိုးမရှိတော့ဘူး ကတလေစကားလေးပါလေပြန်ပြောစပြုလာပြီပေါ့လေတက်ကထွက်စာတင်တဲ့ကိစ္စနဲ့ရှုပ်နေတော့၃လရက်လောက်ကြာသွားတဲ့ဟန်စီရောက်အားရနဲ့ရတော့အိမ်လေးစီ မနဲ့မိုးကောင်းကောင်းမလင်းသေးခင်အပြေးလေးရောက်လာပြန်တယ်ဝမ်းတာအရာဖြစ်နေတဲ့အမေကြီးကချန်ပွားဝါကနေစီးကြိုပြီးသူ့ကိုအော်ပြောလိုက်တယ်မောင်ကြီးမနေ့ကပဲအဲ့နဲ့တရမီးဖွားတယ်ယောက်ျားလေးဟဲ့တယ် လိုက်ကနေပျော်သွားတဲ့စိတ်နဲ့ hands ရအမေကိုကြီးကိုပွေးဖက်လှုပ်ရမ်းလိုက်ရင်အိမ်ထဲကိုအပြေးလေးဝင်လာမိတယ်။ဘယ်မှာလဲငါချစ်စနီလေး။ဘယ်မှာလဲငါသားလေး။အခန်းထဲမှာမတွေ့ပါလား။အမေဘယ်မှာရောဗျ။အမေသမီးနဲ့မီလေးကထိတ်ထိတ်ပြပြဖြစ်သွားတဲ့အမေကြီးကတအိမ်လုံးကိုလိုက်ကြည့်တယ်။တချော့ချော့အော်တယ်။အဲ့နဲ့သမီးဟဲ့ကောင်မလေးဘယ်ရောက်သွားတာတော့ခုလေးတည်းခန်းထဲမှာပါ။သူတို့နှစ်ယောက်အိမ်ထဲမှာပြရာခတ်နေတော့ အိမ်ဘဝမှာလူရင်းတစ်ခုတွေ့လိုက်ရတယ်။ညဝင့်အိမ်ဝစ်ဆုံးဖို့ရဖန်ရရင်နဲ့အဲ့နဲ့ရေတွေကလည်းတစ်ခုလုံးဆူရွှဲလို့ hands မျက်နှာကိုပြုံရင်စိုက်ကြည့်နေတယ်။ခတ်တူတူလေးပြောတယ်။စပင်းရွှေရောင်မျက်လုံးအပြလေးနဲ့ရှင့်လိုပဲအင်မတန်ချောတဲ့ဂျာမန်လေးသိလား။အသက်လည်းပြင်းလိုက်တာရှင်။နောက်ပြီးချောင်းလေးထဲမှာမနှဲကိုရေနှစ်သက်လိုက်ရတယ်။ အမေကြီးကဖျားဖျားလို့ရေရွရင်လဲကျသွားတယ်လို့ဂျာမန်စစ်သားလေးဟန်စ်တယောက်ဒဏ်ရာပင်းပင်းထန်ထန်ရသွားတဲ့တိရစ္ဆာန်တကောင်လို့ဆူဆူဝဝအော်ဟစ်ရင်တီးတရိုင်နဲ့ရတော့အိမ်လေးတွေကနေထွက်ခွာသွားခဲ့တယ်ဆက်လန်းကဒါပါပဲကွာကျွန်တော်ပြောခဲ့ဘူးသလိုပါပဲဆမ်မဆမ်မွန်မကောင်းမှုဗျတော့မဖက်လေနဲ့ခင်ဗျားတို့အနာတရားဖြစ်စီလိမ့်မယ် ခမားမင်းမျိုးစရာတချို့ပြလိမ့်မယ်။ပြီးရင်အာယုံကိုတခြားလွှဲထားမယ်။မျောလင်းချက်ကလေးတွေနဲ့ပြောအောင်ဖန်တီးလိမ့်မယ်။ရတော့အင်္ဂလိပ်တဲ့လေသမားလေးနဲ့သူဇနီးအဖိုးကြီးဖွားကြီးသူတို့မိကလေးအစားရှိတဲ့ပြင်ခမားတွေးချင်တယ်လို့တွေးလို့ရအောင်မျောလင်းချက်တွေပေးထားလိမ့်မယ်။ဆိုင်မဲ့အဆုံးသက်မှာခမရတို့နှလုံးသားကိုထုခွဲသွားလိမ့်မယ်။နောက်ဆုံးဇက်သိန်းကန်းကိုဖက်ခဲ့စဉ်ကကျွန်တော်ခေယောင်ကတန်းနဲ့ ခါကြကိုဆန်းလိုက်မိသေးတယ်။ခါကြမှာပစ္စတိုတလက်အသင်ရှိနေခဲ့ရင်ကို့နှစ်ထင်ကိုတိတ်ပြီးပစ်ချလိုက်မိမယ်ထင်တယ်။အဲ့ဒါဆမ်းမဆက်မွန်မယ်။ကျွန်တော်သူ့ကိုမုန်းကြည့်ရဗျာ။ပပီယောပရှုတင်ဆက်သူစိတ်မများများစင်လူချင်းမျိုးအချင်းပြင်းနာဆင်မှုအတွက် essence reader မှာကျေးဇူးတင်ရှိပါတယ်ရှင်